ိစာထဲမှာပါတဲ့အတိုင်းပါလေအနန္တကျေးဇူးရှင်ဝင်းနေမြတ်ရဆရာတော်ဘုရားကြီးအားရွန်စော့တန်တအောင်းမေတ္တိယစွာဖြင့်ကျေးဇူးစသည့်တစ်နှစ်ပြည့်နှစ်ပတ်လည်ပါပူဇော်ပွဲအခမ်းအနားဘဝနာကြောင်းပြောင်းရွှေ့စံနေတော်မူသည့်တပြည့်တက္ကရာကမများသံဃာတော်များတို့ဤကျေးဇူးတော်ရှင်ဝင်းနေမြတ်အောင်ကြောင်းတိုက်ဤအာရိကမိကဥသိပ္ပရဏနာယကဆရာတော် တော့ဂုံတွေကများတယ်တော်လိုက်အောင်ဂုံတွေကိုပထမကျော်သာသနမစရိယဒီကဘဏကအဲ့ဒါတွေဂုံတွေပါပဲသာသအဲ့ဒါဂုံသွားပြီနောက်ပိုင်းကဘာပါလဲဆိုခုနာဝိသိဋ္ဌအနေကခန္ဓာကာရကဧကမပါဏိတဧကမကန္ဓဝတ္တကပါဏိတဧကမသရမဇောတိကနိုင်ငံတော်တန်ခမန္တကရှင်းနှစ်တာဝန်ထမ်းဆောင် ေဇုတော်ရှင်ဆရာတော်ကြီးဂုံတော်အနန္ဒကျေးဇူးတော်အနန္ဒတို့ကိုဒီနေ့ကျေးဇူးဆတ်တဲ့အနေနဲ့ဒဂရမများနဲ့တန်ဃာတော်ရှင်မြတ်တို့ကအလှူဒါနပြုလုပ်ကြတယ်။အလှူဒါနပြုလုပ်ကြတဲ့နေရာမှာကြွားတဲ့ဆရာတော်တွေလည်းခေကြီးဝါကြီးတွေနဲ့ထဲဝါတဲ့ဆရာတော်ကြီးတွေပါပဲ။ဘုန်းကြီးတောင်းပေးတော့လဲလို့ရတော့။အဲ့တော့နောက်ပိုင်းကျတော့မှ တပားစီတပားစီလို့အခုတော့ဒီတစ်နှစ်ကတော့ဘုန်းကြီးအကုန်လုံးလှုပ်လိုက်ပါမယ်တအောက်လေးပဲပြီးွားမှာတပားနဲ့တပားလွှဲနေနေနဲ့အချင်းကုန်တယ်အဲ့ဒါကြောင့်ရေစဲချဖို့အတွက်ရေစဲမချရင်နည်းနည်းလေးတော့ပြောမို့ကွန်းကအနုမောဒနာတဲ့အနုမောဒနာဆိုတော့ဝမ်းမြောက်စကားပြောမှာဝမ်းမြောက်ဆရာတော်ဝမ်းမြောက်ဆရာပဲသို့တော်လည်းပဲဆရာတော်ဘုရားကြီးသိကြကြမနေလိုက်ရပဲနဲ့ ရှောင်းတခင်ဘဝနာကြောင့်စံပြောင်းတော်မူတော့တန်တသတိရအောင်မိကြတာပေါ့လေအဲ့တော့လောကမှာလူနာပြန်မှာသတော်အားလုံးဟာဇီဝလောကလို့ခေါ်တဲ့သက်ရှိလောကသက်ရှင်အသက်ရှိနေကြတဲ့လောကအဲ့ဒီလောကထဲမှာမသိနိုင်တဲ့တရား၅မျိုးဆိုတာရှိတယ်လူ လူတိုင်းလည်းကြားဘူးနေကြမှာပဲသို့တော်လည်းပဲဒါကိုမတိတရားလို့နာမည်ပေးတာလည်းပဲပေးလို့ရတယ်ဒါမှမဟုတ်အနိမိတ်တရားလို့နာမည်ပေးရင်လည်းပေးလို့ရတယ်အကြောင်းနမိတ်မရှိတဲ့အတွက်ကြောင့်မတိဘူးပေါ့အဲ့တော့အနိမိတ်တရားလို့လည်းခေါ်ရင်ခေါ်ရတယ်မတိတရားလို့လည်းခေါ်တယ်ခွင့်ရရှီအောင်ရှောက်ပြောနေတာတူတူလေးပါဇီဝိတံပြာတိကာလောသတရားနိခေပနံဂတိ ပင်စေတေဇီဝလောကသမိန်အာနိမိတ်တာနာနာရီဇီဝိတံအသတ်တော်ရှိမြေသည့်အရွယ်အထိနေထိုင်ရမယ်အသက်ပြီ၎င်းဇီဝိတဆိုတဲ့အသက်လူတိုင်းလူတိုင်းမှာရှိကြတယ်အဲ့ဒါဘယ်လောက်နေရမယ်ဆိုတာသိတဲ့လူမရှိပါဘူး ဘယ်ရွယ်ဘယ်ရွယ်နေရမယ်ဘယ်ရွယ်ထိနေရမယ်ထားပါတော့ဇီဝိတကိုလည်းမသိနိုင်လို့ဖြာရီသိရမယ်ယောဂကိုလည်းမသိကြဘူးဘယ်ယောဂဘယ်ဝေဒနာနဲ့သိဆုံးရမယ်ဒါကိုလည်းမသိဘူးနှစ်မျိုးရပါတယ်ငါးမျိုးတည်းပါကာလောနာနဲ့နေခင်းညနေညတကောမိုးလင်းပိုင်း ဘယ်ချိန်ဆိုတော့အချိန်ကာလကိုလည်းမသိကြဘူးချိန်ကာလတည်လည်းမသိတဲ့တည်းမှာတပါးပါအဲ့တော့ဇီဝိတာရဲ့အသက်တိုးရှိဗျာဒိရဲ့ယောဂဝေနကာလသုံးပါအဲ့ဒီနောက်ကိုဒေဟနိခေပနာခန္ဓာကိုပြစ်ချမယ်နေလူမဟုတ်သင်္ကြန်လို့လူတွေခေါ်ကြတယ်ကိုသင်္ကြန်ဘယ်မှာရှိတယ်ဆိုတာမသိနိုင်ခန္ဓာကိုပြစ်ချမယ်နေရာ ဘယ်နေရာမှာလဲဆိုတာမသိနိုင်ဒေဟနိခိပနဒေဟခန္ဓာကိုနိခိပနကပြစ်ချမယ်နေရာခန္ဓာကိုပြစ်ချမယ်နေရာလဲမသိဘူးအဲ့တော့လေးမျိုးနောက်တစ်မျိုးဂတိသိရင်ရောက်ရမယ်နေရာဒါလည်းမသိနိုင်ဂတိဆိုရဲသိရင်ရောက်ရမယ်နေရာဣမေပင်စဤ၅ပါးသောတရားတို့သည်တန်တိရှိရလေကုန်ဤဧတေပင်စ ထို၅ပါးတို့ကိုဇီဝလောကသမီးသက်ရှိလောက၌အာနိမိတ်တအကြောင်းနမိတ်မရှိသည်ဖြစ်ကြောင့်နာနာရေသဗ္ဗညုဖျားရှင်နေတကွအဘိညာဉ်ပုဂ္ဂိုလ်များမှတပါအဘိညာဉ်ရပုဂ္ဂိုလ်များမှတော့အမည်သူမျှမသိနိုင်ရမြတ်စွာဘုရား သခင်ကိုယ်တော်အားတော့သိတာပေါ့အဘိညာဉ်ရတဲ့ပုဂ္ဂိုလ်တွေလည်းသိတာပေါ့ ပြန်တဲ့ပုံကိုယ်တွေကတော့ကိုယ့်အကူမသိကြဘူးဇီဝိတရတဲ့ဗျာဒိတဲ့ကာလတရားနိခေပနာဂတိအဲ့ဒီငါးမျိုးကမသိတရားငါးပါးတယောက်လူတိုင်းလူတိုင်းမှာလဲဇီဝိတရအသက်တွေရှိကြတယ်အဲ့ဒီအသက်ကဘယ်လောက်ရှိရှိနေရမယ်ဘယ်နှစ်လောက်နေရမယ်ဘယ်နှလားလောက်နေရဘယ်နှစ်နှစ်လောက်နေရမယ်စသည်ဗျာဒိလဲဘယ်ရောဂါနဲ့ အသက်ပြောက်ရမယ်ဆိုတော့ဘယ်ယောဂနဲ့တေဆုံး꽌လွန်ရမယ်ဆိုတာမသိနိုင်ဘူးကာလလည်းမသိနိုင်ဘူးဂျာမာကြောက်လို့တရားနဲ့ခေပနာလည်းမသိနိုင်ဘူးဘကောမနေရန်ကုန်သွားသိရင်သိတာရောမသိနိုင်ဘူးအိမ်မနေဆေးုံရောက်မှသိတယ်ဒါလည်းရှိတယ်အမျိုးမျိုးပဲတရားနဲ့ခေပနာလည်းမသိနိုင်သလိုဂတိကပို၍မသိနိုင်ဘူးဒါမှမဟုတ် သူတော်ကောင်းများဟာတော့နတ်ပြည်ရောက်တာများသလိုနတ်ပြည်မှာလည်းပဲတုတိသနတ်ပြည်ကိုသူတော်သူများတို့ပြောဆံရာဖြစ်တဲ့အတွက်တုတိသနန်းနန်းစံများတော်မူတယ်လို့လည်းသိလိုက်ပါလေအဲ့တော့အခုအနုမောဒနာပြောတဲ့အတွက်ကြောင့်ဒါရီနားထောင်ပြီးတော့အနုမောဒနာမဖြစ်သေးဘူးအဲ့လိုမိမိတို့ရဲ့ကျေးဇူးရှင်ကျောင်းတိုက်ယူအစတင်တီထောင်တယ်တီထောင်ပြီးတော့ပထမ ာရိကမိကခေါ်တာပေါ့ပထမဆုံးကြောင်းနိုင်ဆရာတော်ကြောင်းနိုင်ဆရာတော်အတွက်ဒီနေ့ယေရှုတိရှိကြပြီးတော့ယေရှုဆတ်တယ်တန်ဃာတွေဘက်ကလည်းတန်ဃာတော်တွေအနေနဲ့ယေရှုဆတ်တယ်ကြောင်းနိုင်ကြီးမပြုံမကွဲစီယုံရင်မပြတ်အောင်ထမ်းဆောင်နေတဲ့ကန္ဓာဒုရဝိပဿနာဒုရနှစ်ပါးလည်း ချက်မြက်နေအောင်ဆောင်ရွက်ကြဒကာရမများလည်းသွမ်းသင်္ကန်းကြောင်းစိပစ္စည်းလေးပါနဲ့ထောက်ပံ့ကြတယ်အဲ့တော့သံဃာတော်များတန်ဝင်လည်းထမ်းဆောင်ကြတယ်ဒကာရမတန်ဝင်လည်းထမ်းဆောင်ကြတယ်အဲ့ဒီအပြင်ကိုဒီနေ့နေသူနေမြအဖြစ်ဆရာတော်ရဲ့တနေ့ပြည့်တဲ့နေ့မှာတိုက်တိုက်မြဲမြဲစီစီကားကလုံနိုင်ကြတာကိုပဲဝမ်းသာအားရရှိကြဖို့ ရာတော်ဘုရားရဲ့ကျေးဇူးကိုသိကျေးဇူးကိုတတိယကျေးဇူးကိုအမှတ်တရထားပြီးတော့ဒီနေ့ပြုလုပ်ကြတဲ့ပွဲတော်ကြီးကိုမြင်ရတာဝမ်းမြောက်ဝမ်းသာဖြစ်တရားမလို့ဝန်းအနုဘောဓနာဆိုတာဝမ်းသာတာပြောတာပါဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်ဒီနေ့ပြုလုပ်ရတာအဲ့တော့ဝမ်းမြောက်ဝမ်းသာစကားလဲပါသွားပရိသတ်တွေစုံစုံလင်လင်နဲ့ညီညာညာနဲ့တန်ခါပရိသတ်လူပရိသတ် စုံလင်းစွာဖြင့်ယေຊုဆရတဲ့အတွက်ကြောင့်ဝန်တာကြပါဒီရွေတန်ခါများလဲဝန်တာကြပါဒီရွေတက္ကရကမများလဲဝန်တာကြပါလို့တိုက်တွန်းရင်ရစက်တွန်းချကြအောင်အားလုံးပဲလိုက်ဆိုကြမယ်